အားလုံးပဲမိင်္ဂလာပါခင်ဗျာ Future Status Go Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြတော့မယ့်အကြောင်းအရာက The Gas Through ကို Digital Cinema ဘယ်လိုတွက်ချမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အဲ့ဒီတော့ The Gas Through ဆိုတာဘာလဲ the guest rule ဆိုတာကကျွန်တော်တို့ကုဝန်ဆောင်ဆော့ဆော့မှုလုပ်တဲ့အခါတိုင်းမှာတည်တည်တည်ထိုင်တဲ့ formula တစ်ခုဖြစ်ပါတယ်။အဲ့ဒီ formula ကကုဝန်ဆောင်တယောက်ရဲ့နောက်ဆုံးရာသီလနဲ့ပတ်ပတ်ဆုံးရက်ကနေသူကဘယ်နေ့မှ claim မလဲဆိုတာကိုတွက်ထုတ်တဲ့ formula ပဲဖြစ်ပါတယ်။အဲ့ဒီ formula တွက်ဖို့အတွက်ဒီကိုတော့ကျွန်တော်တို့ကမြန်မာလိုဆိုလို့ရှိရင်ကိုလလက်ကိုပြောင်းနေတယ်မတားပါနဲ့နောက်ဆုံးရသည့် software ပတ်ပတ်ဆုံးရက်ကိုမေးလိုက်မယ်အဲ့ဒီရက်ကိုခုနကပေါင်းလိုက်မယ်ပေါင်းပြီးလို့ရှိရင်ရတဲ့ရက်ကိုတော့6လထပ်ပေါင်းမယ်ပေါ့နော်အကယ်၍သာ အောင်းလိုက်တဲ့ရက်ကဧပြီကိုကြော်ပြီးတော့ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်က3လတွက်ပြီးတော့ note တစ်ခုပေါ်လိုက်တယ်ပေါ့နော် ဲ့ပုံစံတိုင်းပဲပို့လာပေါ့နော်ငကယ်ဆရာတော့ပြန်မှာရှိတဲ့တိတ်ပတ်ဆိုင်ကအချက်လက်ကဘာလဲဆိုလို့ရှိရင်ကုဝေဆောင်ကလာဟာတော့ဆိုရသည်ဆိုရဲပထမဆိုရဲကဒီစပြီးပြလို့ရှိရင်ရတဲ့တစ်ပတ်၄၀ဒေါင်ဖို့လို့ရှိရင်ပုံ၄၈၀ရှိရဆိုတဲ့ idea ပေါ့ကိုအခြေခံထားပါတယ်အဲ့တော့အဲ့ဒီ idea ကိုကျွန်တော်တို့ကတုံးပြီးတော့ digital snippet မှာပို့တွက်ကြမယ်ဆိုတော့ကိုကျွန်တော်လည်းအတူတိုင်းကြည့်လိုက်ကြရအောင်အဆင့်လေး၃၀မှတွေ့ပါတယ်နောက်ဆုံးရသည်ဆိုရဲပထမဆုံးရကိုမြေးလိုက်မယ်မြေးလိုက်ပြီးလို့ရှိရင်အဲ့ဒီဟာကို၄၈၀ပေါင်းရအောင်ကျွန်တော်တို့ကွန်ပျူတာထဲမှာ formula ရေးမယ်ဒါ ဆိုလို့ရှိရင်ကျွန်တော်လို့ချင်တယ် expert due date ကိုရရှိပြီးဖြစ်ပါတယ်နော်အဲ့တော့ဒီဟာတွေကိုလိုက်ပြီးတော့ပေါင်းနေစရာနှုတ်နေစရာကိုးလာရဲခုနှစ်ရက်တွေလိုက်ပေါင်းလို့ရပြီးတော့ရရှိပြီးဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်လည်းအတူတူလိုက်ပြီးတော့တွက်ချလိုက်ကြပါတော့ဒီဟာကိုဆရာတို့ဆရာမတို့ဆီမှာရှိတဲ့ EMR cinema ရှိတဲ့ table တစ်ခုလုံးမျက်စိထဲကြီးကြည့်လိုက်ကြရအောင်ဒီ patient ID ဆိုတဲ့အကောင့်မှာကျွန်တော်တို့လူနာရဲ့မှတ်ပုံလေးနံပါတ်ဒီရည်နမဲအဲ့ဒါမျိုးဖြည့်ကြမယ်ပေါ့နော် LMB ဆိုတဲ့အကွက်မှာတော့ကျွန်တော်တို့ခုနကလူသားကြီးအမေးမြန်းလို့ရရှိတာတဲ့ချက်အလက်ကိုဒီမှာ case တော့ကြမယ် EDD မှာကြတော့ဒီ LNB ပေါ်မူတည်ပြီးတော့ကျွန်တော်က EDD ကိုတွက်ထုတ်ပေါ့နော် LNB ကို180ပေါ့လို့ရှိရင် EDD ရရအဲ့တော့ကျွန်တော်ဒီမှာ formula ရေးကြပါမယ် formula ရေးလို့ရှိရင်အများကြီးဒီရကြီးရစာရေးပါတယ် LNB အကွက်ကိုတစ်ချက်ထောက်ပါတယ်180ပေါ့မှာဖြစ်ဖြစ်ကြောင်းအပေါင်း180လို့ကျွန်တော်ယူလိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီမှာ180လို့ပေါ်နေပါပြီ okay အဲ့ဒီတော့ကျွန်တော်ဒီမှာ date တစ်ခုထည့်ကြည့်လိုက်ရအောင်လွယ်လွယ်ကူကူတစ်လပိုင်းတစ်ရက်နေ့2024ပဲကျွန်တော်တို့ထည့်ကြည့်လိုက်ပါမယ် ထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာပါဖြစ်သွားပြီလဲဆိုလို့ရှိရင်ဆယ်လပိုင်းရှန်နီ2025ဆိုတဲ့ EDD ကိုကွန်ပျူတာတွက်ထုတ်သွားပြီးသားဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့သိတာတဲ့တကယ်စုနဲ့တကယ်ကိုက်ညီလားမကိုက်ညီဘူးလားဒီမှာတစ်ချက်ချင်းကြရအောင်။အတရက်နေ့ကို9ရက်ပေါင်မယ်ဆိုလို့ရှိရင်10ရက်ရပါတယ်။အဲ့တော့တလပိုင်းကို6လပိုင်းပေါင်မယ်ဆိုရင်10လပိုင်းရပါတယ်။အဲ့တော့တကယ်စုနဲ့လည်းကိုက်ညီပါ ဒီ format က US format ဖြစ်တယ်ပေါ့နော် US format ဖြစ်တဲ့ကြောင့်သူက MMDD WiFi ဆိုတဲ့ format နဲ့ပြနေတာအဲ့ဟာကျွန်တော်တို့တခြားနိုင်ငံတွေမှာဆိုရင် DD MM WiFi format ဖြစ်တဲ့ကြောင့်ဖြစ်လာပါတယ်10နှစ်ဆိုပြီး interpret မှာပြေလုံးမိနိုင်တယ်ပေါ့နော်အဲ့ဟာကျွန်တော်တို့ဘယ်လိုပြင်ရနော်ဘယ်လိုပြင်ရမလဲဆိုလို့ရှိရင်ဒီဟာကိုကျွန်တော်ပေါ်ချင်တဲ့ပုံစံတိုင်းကြောင်းဖို့အတွက်ဒီ column တစ်ခုကျွန်တော် slide မှတ်လိုက်မယ်ဒီမှာ number format လေးကိုကျွန်တော်တို့ပြင်လိုက်ပါမယ် number format နေရာမှာကျွန်တော်တို့လိုချင်တဲ့ format ကိုဒီထဲမှာလိုက်ရှာတယ် ဒါတော့ကျွန်တော်အရင်တော့ရေးပြီးသားဖြစ်တဲ့ကြောင့်ဒီ format လေးကဒီမှာပေါ်နေတာပေါ့နော်မပေါ်လို့ရှိရဆရာတို့ဆရာမတို့အနေနဲ့ custom တဲ့အထိုင်ကိုသွားပြီးတော့ကြည့်လို့ရပါတယ်အဲကျွန်တော်ကတော့ yes ကိုအရှိရေးတာကိုကြိုက်ပါတယ်ဒီအရှိလေးကို UG ပြီးပြီးတော့ apply လုပ်မယ် ့ plan လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဘာဖြစ်သွားပြီလဲဆိုရင်ကျွန်တော်တို့ခုနလိုမျိုးလွဲမနိုင်တဲ့အချက်လက်တွေမဟုတ်ဘဲနဲ့အတိအကျတွေပေါ်ပြီးဖြစ်တယ်ပေါ့နော်ဒီ formula ကိုတခြားအကွက်တွေမှာလည်းဖြစ်ကြည့်မယ်ဆိုရင်ဒီတောင်းကိုသွားလိုက်မယ်ကျွန်တော်အပေါင်းလေးပေါ်လာအောင်ထားလိုက်မယ်ပြီးလို့ရှိရင်အောက်ကိုဆွဲချလိုက်လို့ရှိရင်ကျွန်တော်တို့ရပါပြီပေါ့နော် LLB အကွက်မှာမှားပြီးထည့်မိတာမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ interpretation နဲ့အကွက်မှာသွားနိုင်ကျွန်တော်တို့ကဒီနေရာမှာကဏ္ဍတွေဖြစ်ဘူးတခြား test တွေဖြစ်ရှိဘူးနော်ဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင် data validate လုပ်တယ်လို့ခေါ်ရပေါ့ဒီ column ကိုကျွန်တော်တို့ slam လိုက်ပါမယ်ဒါထဲမှာ data validation ဆိုတာရှိပါတယ်အဲ့ဟာပြချက်သိပ်ပါတ ယ်ကျွန်တော်တို့ rules ထည့်ပါမယ်အဲ့ဒီ rules ကိုကြတော့ကျွန်တော်တို့ကခေါင်းစဉ်မှာပါတာပြကြောင်းခေါင်းစဉ်က B1 မှာရှိတော့ B2 ဆက်ပြီးတော့ထည့်ပြလို့ကျွန်တော်တို့သတ်မှတ်ပါမယ်ပြီးရင် criteria ဆိုတဲ့နေရာမှာ drop down ကိုကျွန်တော်တို့ is limit date ဆိုတဲ့ option ကိုရေးလိုက်ပါမယ်ဒီလိုက်လို့ရှိရင် date ပဲထည့်လို့ရတော့ပြီအဲ့တော့ data invalid ဖြစ်မှာဆိုရင်ကျွန်တော် one day ပြတ်မှလာပြီးချက်ပြတ်မှလာပါတော့ ကြိုက်တဲ့ဟာကိုယူလို့ရပါတယ်ကျွန်တော်တော့ widget ကိုယူလိုက်ပါတယ်ဒါကလည်းလုပ်နေလိုက်ပါပြီရပါပြီအဲ့ဆိုကျွန်တော် rule ထည့်ပြီးသားလေးဖြစ်တယ်ဒီနေရာမှာ example ပိုင်းရင်းမိထည့်ကြည့်မယ်ဆိုလို့ရှိရင်ပါလေးရဲ့ widget ကမှာဖြစ်ပါတယ်အဲ့ဒီလို validate လုပ်လိုက်လို့ရှိရင်ကောင်းသွားတဲ့အချက်က yes validate ကို manually လိုက်ပြီးရိုက်ထည့်နေတယ်ဒီအကောက်ကို double click ထောက်လိုက်မယ်ဆိုလို့ရှိရင်တက်ခရိုင်ပုံပေါ်လာတယ်เนาะရွေးချင်တဲ့ yes တစ်ခုခုကိုကျွန်တော်ဒီထဲမှာရွေးလိုက်မယ်ဆိုလို့ရှိရင်ပုံစံကို edit ကို automatic ကိုတွတ်ထုတ်ပြတာ ပေါ့နော်ဒါဆိုလို့ရှိရင်ဂျာလူဆင်မာတို့အနေနဲ့ LNB ကနေ ED ကိုတွက်တဲ့ formula ဘယ်လိုရေးမလဲအကြောင်းကိုလည်းသိသွားပြီ plan date လောက်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့သိသွားပြီ port gene format ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့သိသွားပြီဆိုလို့ရှိရင်တော့ဒီနေ့ video လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်